နော်မိုးမိသားစုပေါင်းတို့ရေကျမတို့ရဲ့ new family channel ကနေလည်းပြန်လည်ပြီးတော့ကြိုဆိုလိုက်ပါတယ်ရှင်ဒီကနေ့မှာလဲစာရေးဆရာမကြီး channel ကျော်မမလေးရေးသားထားတဲ့ရင်းနှင်းအောင်မွေးဆိုတဲ့ဝတ္ထုစာအုပ်လေးအားအပိုင်း29အနေဖြင့်အလိုမျှဝေဖက်ပြတင်ဆက်ပေးသွားမှာမို့လိုက်ပါလို့နာဆင်ပေးကြပါအောင်နော်ရှင်နှင်းအောင်မွေးအပိုင်း29ကိုမြင်သူသည် ဦးဝေးချိုဤစကားကိုပြက်ပြက်တားတားကြီးကြားလိုက်ရသည်။တာရင်မဟုတ်ဘူးဆိုသောစကားသည် သူ့နားရဲသို့ပြင်းထန်စွာဆောင်းဝင်သွားကာတကိုယ်လုံးတိမ်တိမ်ကားသွားသည်။ရေမဆဲယူ၍ကုန်းမော်သို့ပြင်လိုက်သောငါသည်လွန်လျက်တဖြက်ဖြက်တုံကာတဆွေဆွေခုံနေတကယ်သို့ပင်တဆွေဆွေခုံနေတကယ်သို့တဆွေဆွေခုံက တုံတုံလှုပ်လှုပ်ကြီးဖြစ်နေသည်။ကိုမြင့်သူသည် ထိုင်နေရမှအဝေးချိုးရှိမောက်တော့သူ့ကိုယ်သူမသိလိုက်မိအချိန်မှပင်ထလျှောက်သွားတော့၏ကိုမြင့်သူသည်အဝေးချိုးကိုတလဲအဝေးချိုးဒူပေါ်၌ခေါင်းမောင်း၍တုံတုံရင်ကြီးဖြစ်နေသောဒေါ်ကျော်မီကိုတလဲမျက်လုံးပြူးကြီးဖြင့်တလဲစီကြီးကပါဇက်သာအဟောင်းသာပွင့်နေလျက်အတန်မထွက်နိုင်ခြင်းသူစိတ်သည် သူခန္ဓာကိုယ်တွင်မှလွင်ဆင်းသွားလေသည်အဝေးချိုးသည် ူနှုတ်ခမ်းကိုတင်းတင်းကြီးဆင်းရဲသူမျက်လုံးကိုစုံမိထားလေ၏တော်ကြောမီမသူ့ဒူပေါ်၌မျက်နှာမောက်ကကျူးကျူးပအောင်ငိုနေသည်ကျန်ကျန်ကျွန်တော်ဖီဖီတို့တောင်မဟုတ်ဘူးလားကိုမြင့်သူသည်ချိန်မေ၍အတန်ထွက်အောင်အားထုတ်ကြိုးစားပြီးပြောလိုက်တော့လေသူ့အတန်သည်တွန်ဆုံတွန်ဆုံဖြင့်ထစ်ပြက်နေသည်တောင်မက နောက်ဆုံးစကလုံးများမှာရှိုက်တံများဖြင့်ရောပြွန်သွားသည် ဟုတ်တယ်ဖီဖီတို့တောင်းမဟုတ်ဘူးဒေါ်ကျော်မီဒီဤတွင်မှခြုံချာငိုကြွေးလိုက်သည်မတ်ကျော်ရဲ့ငိုစမ်းမာနဲ့မပြောမဖြစ်လုံးလုံးဖွင့်ပြောရတာပါတိတ်စမ်းမာဦးကြီးချူကဒေါ်ကျော်မီကိုမန်မန်၍ပြောလိုက်တော့သည်ဒါဒါဖြင့်ကျွန်တော်ဘု து တာပါလဲကျွန်တော်မိဘကဘယ်သူလဲကိုမြင့်သူ၏အမူအရာမှာသူကိုယ်တိုင်ပြောသည့်အမူအရာမျိုးနဲ့မတူတော့ နတ်ပူပြီးပြောတော်သူဟန်တတိလင်မတက်ဖြစ်နေသည်ဒေါ်ကျော်မေသည်ရှိုက်ကြီးတငင်ချုံမွဲချ၍ငိုကြွေးနေရာကဦးဝေးချိုကိုထားဖဲလျက်ဦးဝေးချိုဤပါဇက်ကို သူ့လက်ဝါးဖြင့်အတင်းပိတ်တော်လဲဦးဝေးချိုသည်ဒေါ်ကျော်မေလည်းနှင့်သူမျက်နှာကိုလွတ်အောင်မရမကရှောင်းရင်းဖြင့်ပြန်ပြော၏မိဘတွေကဘသူမှန်းတော်ဖေဖေတို့မသိဘူးဤတွင်ဒေါ်ကျော်မေသည်အယုတ်ကြိုပြန်ပုံကြသွားကငိုရှိုက်မူမိုက်သွားလေသည် မကြော့မကြော့ ထထပါအခန်းထဲသွားမယ်ဦးအေးကျိုသည်တန်ရမတာကဒေါ်ကျော်မီကိုပွေထူပေးလိုက်ပြီသူ့ရင်ကွင်းကိုမိစေကဖဲပွေထူပြီးမှသူ့ရဲ့ခန်းရှည်ရသို့တွဲခေါ်သွားသည် ကိုမြင့်သူသည် အရှိုက်ကိုလက်သည်ဖြင့်တအားပိတ်ထူခံရသလိုပင်တစ်ဆုမွန်မိုက်သွားကတရှိရနေရန်မစွမ်းနိုင်ပေမတ္တမလေးပြိုမကြသွားစေရန်ဂဒင်တိုင်ကိုဖန်ကင်လိုက်ရသည်ရှင်တဲ့နိုင်မောလင်းရဲ့ ခေါင်းထဲတွင်လည်းမူမာ၍မျက်လုံးများပါပြဝေသွားပြီးလင်အကန်ထဲမှာဒေါ်ကျိုးမီအားတွဲထုတ်သွားပုံကိုပြပြသားသားမမြင်ရပေဝိုးတော်မှမြင်လိုက်ရသည်မိမကြောင့်အောင်ကတင်ကိုစုတ်ကင်ထားမိခြင်းလေသူဟာသူမသိမထားမိရင်တွင်၌တဆူလာ၍ကတင်မော်သို့အပေပုံမှောက်လျက်ကြသွားသည်လေသူဟာသူမသိတာရင်မဟုတ်ဘူးမိဘတွေဘယ်သူမှမသိဘူးဆိုသောအတန်သာလင်းသူ့နားထဲ၌ခြေလောင်စွာကြားလျက် အံ့ဩခြင်းမကအံ့ဩလာက ပြင်းထန်စွာ တုံလုံးချောက်ချားနေသည်မိဘတွေကဘယ်သူတွေလဲသူစိတ်တဲကတစ်ချိန်လုံးသူကိုယ်သူအထက်ထက်မင်းနေသောမိသံများသည် သူ၏နားထဲတွင်တော့မကန်နိုင်အောင်ဆူညံနေသည်ဘယ်သူမှမသိဘူးဤဖြေတန်ကလည်းစောက်တရားမရအောင်ဖြစ်နေသည် သူသည်နားနှစ်ဖက်ကိုရောင်ရမ်းပေးလိုက်သည် ထို့နောက်ကောင်းကားစပင်းများကိုရောင်ရမ်းလျက်တအားစုစုပ်ကိုင်းထားကမြလုံးများကိုတအားပိတ်ထားလိုက်သည်တအားပိတ်လိုက်မှတယံစီထွက်လာသောမြေတို့သည်ခေါင်းပေါ်၌ရွှဲအိုင်သွားသည်တို့ကြောမီသည်ကရင်ပေါ်၌ပလက်ကလေးလှန်လျက်အသက်ကို ဖုံလိုက်ဖုံလိုက်ရွှင်မကြေနိုင်မချနိုင်ဖြစ်ကဥွေးချူကိုကဲ့ကဲ့လန့်အောင်ရန်တွေးနေသည်ရှင်တော်တော်ကိုရက်ဆက်တယ်တသက်လုံးမပြောပါဘူးထားခဲ့ကြတဲ့ ကားကိုလေရှင်မို့လို့ပြောရတယ်ရှင်နဲ့ရှင်အမရဲ့ပါဇက်ထပီတာတော့မရဘူးတားရက်ဆက်တာထက်ရှင်ကပိုးရက်ဆက်သေးတယ်တော်ကြောမီဒီရန်နေတွေ့ဤငိုလဲငိုဤကျုပ်ကရက်ဆက်တာမဟုတ်ပါဘူးမကြော်ရဲ့ယုံစီမနဲ့နည်းနည်းလေးမှသဘောမတူလို့ပြောရတာပါပဲသဘောမတူတာနေပဲဒီအချောင်းကိုဖွင့်ပြရသလားရှင် တီးပြင်ပြောစရာမရှိဘူးလားကျမတော့ရင်ကွဲပါပြီကိုအေးချူတော်တော်မီသည်ပြောလိုက်ရှိုင်းလိုက်ငိုလိုက်ဖြစ်နေ၏ဦးအေးချူမမျက်နှာကြီးပြက်လျက်မှိုင်ချနေသည်သူ့စိတ်လည်းမင်းတည်တယ်မဟုတ်လားဒါဆိုရင်ဒါပဲရှင်လူတို့15နှစ်တောက်လောက်ကစပြီးစိုက်လာတဲ့တပင်ဟာအခုထိတအိမ်လုံးတစ်ချမ်းလုံးပန်းယုံကြီးတတော်ကြီးဖြစ်နေတာမင်းမြင်တယ်မဟုတ်လားမန်ဘလူးနဲ့ကြီးမှမမြင်ရမယ့်တစ်ခွာပန်းစီကိုအပင်ဖောက်ပြီးတော့ ပန်းပွင့်ဖို့၃နှစ်ကြောင်စောင့်နေနေစိတ်ဘလောက်ဆွဲရှိတယ်လဲတစ်ခွပြိုးပေါက်တဲ့အခန်းကိုကစေယုံကခွဲစိတ်ခန်းကြီးကြနေတာပဲသူစိတ်ကဆွဲလန်းမိရင်ဘယ်တော့မှမပြောင်းဘူးဆိုတာမင်းတည်တယ်မဟုတ်လားဒီဇွဲမျိုးဒီစိတ်တက်မျိုးစိတ်ရှည်ပုံမျိုးတော်ယုံစိတ်မျိုးမဟုတ်ဘူးပြောတဲ့စကားကိုပြောတဲ့အတိုင်းလုပ်တာမင်းတည်ဆုံးပဲသူစိတ်ပြောင်းသွားအောင်ပြောစရာတိအပြင်းမရှိဘူးဒါပဲရှိတော့တယ်ဒါကိုသူတိသွားလို့ တို့အပေါ်မှာပြန်ပြီးတော့ငယ်ညာထောက်ထားလိုက်မင်းကူတို့ချုပ်ကူတို့ပဲတသက်လုံးဖုံးခဲ့သည်ဗျာကုန်းတော်မပေါ်ခြင်းဆိုတဲ့ကဲတို့ပင် တသက်လုံးဖုံးလာခဲ့သော ကိစ္စကြီးတရက်ပေါပွားကြီးပေါ်သွား၍ဒေါ်ကျော်မီအသည်မှာတစက်စက်တုံ၍မချီမဆန့်နာကျင်လိုက်သည်မှာအဆက်မပြတ်ပျော်မရလင်းသာရှိရမည်သူစိတ်သူအနေနဲ့မူတသက်လုံးဖွင့်ပြောမည်စကားမဟုတ်ချေမသိစေခြင်းသောအဖြစ်ကိုမှတီးသွားခြင်းအတွေ့မခံမရနိုင်အောင် ရှင်တဲ၌ခံခက်ပူဆွေးနေသည် ကိုမြင့်သူသည်မိုးချွေရင်လည်းချုပ်မဲမသည့်ချင်အောင်ဘသူလာချာ၍ပေးမန်းလည်းမသည့်ကောင်းပေါ်၌လက်တင်၍ကောင်းမောက်ထားကကြေကွဲရင်းနှင်းစရာဖြစ်ရသောသူဘဝကိုဖြည့်စေ၍မရနိုင်အောင်ဖြစ်က အသက်ကိုပြင်းစွာ ရှူရှိုက်လျက်သာနေသည်ညစနေနာရီလောက်ရှိမှပဇွန်စိတ်ခုံသလိုတဆက်ဆက်ခုံက သူရင်ကိုပြင်းလျက်မငြိမ်သက်သောစိတ်တွေကိုအနိုင်နိုင်ထင်းလျက်တပြေးပြေးအိပ်ယာမှထားလိုက်သည် ကရင်ပင်တွင်စားကြတောက်ကြများအရင်သင်ပြင်ထားကြသည်ကိုတွေ့ရ၏။ဦးအီချိုတို့အကံဘက်သို့နာဆွင်ကြည့်လိုက်သောအခါ၌ဘာတန်မှမကြဘဲတိတ်နေသည်။ဒေါ်ကျော်မီသည် မိခင်မဟုတ်တော့မှန်းအုံနောက်ကတည်ပင်သည်ညာသူ့သည်နှလုံးပေါ်မှာမိခင်အမတ်ဖြင့်နေမကောင်းရင်လားဟုလမ်း၍ပူလိုက်မိသည်။သူမြင်လိုက်သောသူ့အခန်းမှာသူ့ကံမဟုတ်ကဲ့သို့ပင်ဖြစ်နေ၏။မြင်တွေ့သည်မြောက်အရာဝတ္ထုအလုံးတို့သည် သူ့ပစ္စည်းများမဟုတ်ကဲ့သို့စိန်နေသည် အခန်းထဲမှာအဝေးပြီးတော့စာရေးစပွဲစာအုပ်စင်အတုံးအဆောင်အားလုံးပင်သူနဲ့ဘာမှမသက်ဆိုင်ပြီးတကယ်တို့မပိုင်မဆိုင်သောအသွင်မျိုးဖြစ်ပေါ်နေသည်ဘာမှအိပ်ပဲမရှိသည့်ပစ္စည်းတွေဘာမှမမောစရာမရှိသည့်ပစ္စည်းတွေဘာမှတန်ဖိုးမရှိသည့်ပစ္စည်းတွေဖြစ်နေကြသည် သူမိပါမဟုတ်သူပစ္စည်းတွေမဟုတ်ဟုလောလောလတ်လတ်ကြီးပြောင်းလဲကုန်သောအခါ သူကိုယ်သူပင် သူမဟုတ်ရလားဟုမှတ်မိသည်တရက်ကမြင်သော အကြာချိန်သည် တိုင်ချိန်မှာ မင်းညာကချိန်ထားသော MA ဝေယုံကြီးကိုတစိမ့်စိမ့်ဆိုင်ကြည့်မိသည် တက္ကသိုလ်ကျောင်းမှနောက်ဆုံးယူသောပွဲဤအဆောင်ရောင်အမှတ်သားဖြစ်မှ သူမျက်စီထဲတွင်ဦးအေးချိုဒေါ်ကျော်မေတို့၏တောင်းမောက်ကြောင့်နောက်ဆုံးသူကိုမှခွာခြားပြလိုက်သော အမှတ်သားကြီးတစ်ခုဖြစ်မြင်နေလေသည်အခန်းထဲ၌မြင်မြင်သမျှအရာများကိုမကြည့်ချင်၍ဖြစ်စည်းတွင်လျော်ရချွရဝရန်တာတို့တရွေ့ရွေ့ထားလာခဲ့သည်တင်ငိမ့်သောကောင်းရင်ကြီးနှင့် တလက်လက်တောက်ပါနေကြသောကျဲပြောင်းကလေးများကိုမြင်ရခြင်းဖြင့်မငြိမ်သက်သောစိတ်တွေမှာအတန်ငယ်ငြိမ်ရရသွားသည်စိတ်တည်ငြိမ်မှသူမိဘတွေဘယ်သူဘဲဝါဖြစ်မှန်သိချင်စိတ်များတပွားပွားပေါ်ပေါလာပြန်သည်ဘယ်သားသမီးမဆို ကိုမိဘတော့ဘယ်သူဘဲဝါသိချင်မြင်ချင်စိတ်ရှိကြမှာကြီးပဲမဟုတ်လားအကိုကိုမြင့်သူအပား၌မော်ရောင်နေက တခါကမော်ပြောခဲ့သောစကားကို မော်ကိုယ်တိုင်ပြောနေသည့်အတိုင်းနာနေတစက်စက်ပြန်ချနေရသည် မော်ရီအကိုလဲအကိုမိဘဘယ်သူပဲဝါမှမသိသေးပါဘူးမော်ကိုတာ၍မော်ကိုရီမန်ကပြောလိုက်ခါမှ စိတ်ထဲ၌ပို၍ကြိတ်မနိုင်ခဲမရဖြစ်လာသည်တသက်လုံးသူမိဘပြစ်ခံယူနေကြသောဦးရီချိုနှင့်ဒေါ်ကျော်မေတို့သည်မိဘအရင်မဟုတ်ကြောင်းရှုံးချင်နိုင်စရာမရှိအောင်ဖြစ်မိသည်သူများမိဘတွေချစ်တာမျိုးနဲ့တူရဲ့လားပြန်စင်စားစမ်းမှာဆိုတော့ဦးအီချိုကြီးစကားကိုအမှန်ရလာသည် ကိုမြင့်တို့သည်လူမဲသည်တဲ့သည့်အရွယ်ကိုစာ၍ပြန်တွေ့လိုက်မိသည်ငယ်စဉ်ကသူဘဝသည် ပုံရိပ်ထားသောကာကြံများ ပမာ တပုံပြီးတပုံ သူရှိ၌အစီအီပေါ်လာကြသည်ပေါ်လာကြသောရုပ်ပုံကားများအနေကြောင်းရသည့်အခါကျောင်းစတဲ့သောနေကိုထင်ရှားစွာမြင်နေရသည် ထိုစဉ်ကအမေနဲ့မခွဲနိုင်သဖြင့်အမေပါအတူတူကြောင်းတက်နေမှကျွန်တော်နေမည်ဆို၍သူနှင့်အတူတူကြောင်းလိုက်တရသောတော်ကျော်မေသည်ကြောင်းရှိရှိပရောက်ပင်ကြီးအောင်၌ကြောင်းမလွတ်မချင်းထိုင်ဆောင်နေတတ်ပုံနေတိုင်းမကောင်းရင်လက်ပေါ်ကမချပဲထမင်းစားတီးပင်ချင်းရင်မတ်တန်စားတတ်ပုံရှင်တော်ပြုပေးခြင်းရဲ့တားနဲ့ခွဲပြီးမနေနိုင်ဘူးဆိုကရှင်ပြုပြီးရှင်လူမထွက်မချင်းဖုန်ကြီးကြောင်းတွင်အတူလိုက်နေပုံတော်ကျော်မေစိတ်ပူတတ်ပုံစိုးရင်တတ်ပုံ ရိုးရင်းချင်းစီခိုင်အောင်ချစ်မောလှလျက်အချစ်ကြီးပေါ်ကိုမြင့်ထူးသည့်ပြန်၍တွေ့မိသည်မယပြန်၍ခံစားမိရသော ခံစားချက်များကြောင့်ဖေဖေပြောတာဟုတ်မဟုတ်ရဲ့လားဟုပင်တန်တရားဖြစ်မိသည်တန်တရားဖြစ်မိ၍တာရင်ဟုတ်မဟုတ်သူစိတ်ထဲ၌ဇဝီဇဝါဖြစ်ရအောင်ကလည်းသူဖခင်ပြောကြားချက်မှာအခိုင်အမာဖြစ်ကြောင်းကို အမှန်လက်ခံပြီးဖြစ်နေ၏ မိခင်မဟုတ်ဘူးဆိုတော့ဒေါ်ကျော်မေကြီးမြတ်တော်အေးရင်ကြီးကိုခိုလုံကြီးဖြင့်လူလားမြောက်လာသော သူဘဝတွင် သူမိခင်မဟုတ်သောမိခင်တဦးဤကျေးဇူးတွေကိုဆက်လို့ပင်မကုံနိုင်ချေသည့်အတွက်ဒေါ်ကျော်မေကြီးအလိုတို့မလိုက်ရောနိုင်မှုကြောင့်ယူကျုံမရဖြစ်လာမိသည်ကိုမြင့်တို့သည်နောက်ကြည့်ညတီလာသော စိတ်ဖြင့်အခန်းထဲသို့ပြန်ဝင်လာက ကလထိုင်တွင်ထိုင်နေသည့် သူမျက်နှာကို စပွဲပေါ်သို့မောင်းချလိုက်သည တာမီနီယာဖောက်ခင်နေအတူတစ်တော်ကျိုးဝိုင်းသို့လိုက်သွားကြစဉ်ကသူမငှက်ဖြားမိလာ၍ခိုက်ခိုက်တုံအောင်အပြားတက်နေကိုက်ပန်းနာကျန်နေလျက်ဒေါ်ကျော်မီသည် သူ့တန်သို့တွာလာက အသက်ကိုမချီမဆန်းရှူရင်းမှ သူ့အားထွေပိုင်၍အချမ်းပြေအောင်ဖက်ထားပုံမှာရစ်ကူပင်လက်မပြုတ်သေးပဲသူ့အားတအားဖက်ထားတော့ရှိပြီးတကယ်သို့ပင်ဒစိမ့်စိမ့်ပြန်မြင်ရင် သူ့မျက်လုံး၌မျက်ရည်များပြေရှမ်းလာသည်ကိုမြင်သူသည် သူ့ခေါင်းကိုပြန်၍ထူလိုက်သောအခါ၌စပွဲပေါ်တွင်တောင်တသောဒေါ်ကျော်မီတပ်ပုံကိုတွေ့တွေ့ကြီးစိုက်ကြည့်လိုက်သည်မျက်လုံးများတွင်မျက်ရည်တွေပြည်နေသဖြင့်မျက်ရည်များကိုမျက်တောင်ခံ၍ခါချမှဒေါ်ကျော်မီတပ်ပုံကိုမှုန်ဝါစွာမြင်ရသည် ရေကျဲလေးရှိတဲ့မိမိအသက်ကိုတညာစဉ်းစားပါသားရေဒေါ်ကျော်မီတောင်းပန်မှုကြောင့်ဒေါ်ကျော်မီပေါ်၌မြည်ဆက်နိုင်သောစိတ်ကသူ့ကိုဆောင်းတွန်းလိုက်သည့်အတွေ့ ဓာတ်ပုံထဲမှလှမ်း၍ပြောလိုက်သောအတန်ကိုကြားမိသောအခါ၌အန်ကိုတင်းတင်းကြီးချိန်၍မိုးကိုစိန်ကားလိုက်ရန်တွေးကြည့်လိုက်သောအခါအသက်ကိုပြင်းပြင်းကြီးနှလုံးသေးဖို့ကိုမိစကြီးနှင့်ထိုတကယ်သူဖြစ်သောအခါဇပွဲပေါ်သို့ခေါင်းငိုက်ဆိုင်ကြသောပြန်သည်ကိုမြင့်တို့သည်အသက်ကိုပြင်းပြင်းကြီးရှုနေလျက်စိတ်တည်ငြိမ်မှုမရရှိနိုင်လောက်အောင်ရင်ထဲ၌တကြိုက်ကြိုက်ဆူနေသည်။လမ်းပေါ်မှကေကင်းနေမိသောကားသံများကိုကြားရလေ၏ တကာတကာတွင်ဘဲတီးပြီးဖြတ်သွားသောစပိန်တန်ကိုလည်းခက်တဲတဲကြားလိုက်ရသည်။ဟိုပင်ဒီပင်မှစောစောနိုးနေနေသောချင်းငယ်တို့သည်တပင်မှတပင်သို့ခုန်ကူးနေကြသည်။နနဲ့ဦးဤလင်းချင်းသည်တဖြည်းဖြည်းညင်သွေးနေသည်။အရှိမပြူလာသော ရောင်နီဤပြန်လွင်နေရလာချေသော မနစ်ခင်ဤတဝင်းလှူရှားစားပြူလာသောအတန်ပလန်များနှင့်ဇပွဲပေါ်၌ကောင်းမောင်းလျက်ရှိသောကိုမြင့်တို့သည်တညာလွန်မြောက်သွားရ၏။ ကိုမြင့်တူ၏မျက်လုံးများမှာချိန်ဖန်လျက်မျက်လုံးအိမ်တွင်မျက်ရည်စားများစုနေသည်သူနှစ်တင်၌မသက်သာလောက်အောင်ဒိန်ဒိန်မီကခေါင်းအုံကိုက်ခဲနေသည်ကလထိုင်ပေါ်၌တညာလုံးတမိကြီးထိုင်နေခဲ့သဖြင့်သူ့ကျော်မှာဒုတ်ချောင်းကြီးရှိုးထားတကယ်သူတောင်းတင်းနေသည်သူ့တစ်ပေါ်လုံးအေးဆက်လျက်နွမ်းနယ်လီလံကမလုတ်ချင်အောင်ဖြစ်နေသည်ဒါသူပခုံးမော်တို့ လက်ရောက်လာကနောက်မှဖက်လိုက်သောဒေါ်ကျော်မေအတန်ကိုကြားလိုက်ရသည်ဒေါ်ကျော်မေရင်ွေကိုခေါလုံလိုက်ရသဖြင့်သူမှချက်ချင်းနှွေးထွေးသွားလေသည်အမေမဟုတ်ပါကလားဆိုတော့အတီးဒီနှွေးထွေးသောခံစားမှုမှန်သမျှကိုပါထုတ်လျက်တကြောလုံးပြန်ဆိုင်သွားသည်။တာတကူလုံးလည်းအိဆက်လို့ပါကလားတာရဲ့။ကိုမြင့်တို့သည်ဒေါ်ကျော်မေကြီးဆိုရင်ဝန်းနေခြေကွဲတန်းကြောင့်ရင်ထဲနိုင်နေတင်တင်ကြီးဖြစ်သွားသည်။ ဇပွဲပေါ်နိုင်ငုံမောင်နေရကသူ့ကိုယ်သူမတ်သူကဒေါ်ကျော်မေကိုမော်ချင်လိုက်သည်တညာပလုံးငိုထား၍မျက်စိမြပေါမပေါ်အောင်ပင်မျက်ကွန်ကြီးများမိုယောင်လျက်ကြုံချောင်ဟောက်ပဲဖြစ်သွားသောဒေါ်ကျော်မေ၏မျက်နှာကိုမြင်ရ၍အထိတ်တလန်ဖြစ်သွားသည်ဒေါ်ကျော်မေ၏မျက်နှာမှာဖြော့တော့တော့ဖယ်ရွယ်ရော်နေတူနေက ကိုမြင့်သူကိုဝမ်းနဲ့ပလဲပြန်ချီနေသည်မိမိကျွန်တော်ကမိမိတောင်မဟုတ်ဘူးဆိုတာတကယ်လားမိမိ ဘသူသားလဲမေမေရဲ့ကျွန်တော်သိချင်တယ်ဒေါ်ကျုံးမေကြီးပါပြင်းနိုင်မျက်ရည်တွေတပေါပေါကြာလာလေးရဲ့ပြန်မပြောနိုင်အောင်ပင်ဆိုလာသည်မေမေဒီမှာထိုင်ပါကိုမြင့်သူသည်လေးလန်းစွာဖြင့်ကလထိုင်မှထားရခါဒေါ်ကျုံးမေကိုဖေးမှတွင်လျက်ကလထိုင်၌ထိုင်စေ၏ဒီရဲ့เจ้าမေမေကိုမမေးပါနဲ့သားမေမေတသက်လုံးမပြောနိုင်တဲ့စကားမို့ပြောရမဲဆိုရင် မိမိရင်ခွင်းနာချတော်လိမ့်မယ်။ကိုမြင့်သူသည်ဒေါ်ကျော်မင်းပကုံးကိုလှမ်းကင်ကထက်၍တောင်းပန်ပြန်သည်။ကျွန်တော်သိကျင်လိုက်ပါပြီမိမိရဲ့သိပါရစေ။မိမိကိုမမေးပါနဲ့တော့သား။တောင်းကိုပြောတဲ့တားဖိဖိဦးသားမေးပါတော့။ဒေါ်ကျော်မင်းသည်ပြောပြီးဆိုင်ငင်းလျက်ငိုနေသည်။ကိုမြင့်သူမှအလွန်စိတ်မချမ်းမသာဖြစ်သွားသည်။တပြေပြေသူကောင်းမှငိုက်ကြလာက သူမျက်နှာကိုလဝါနှစ်ဖက်ဖြင့်စီးအုပ်ထားလိုက်သည်ထိုချိန်တွင် အခန်းထဲသို့အပုဝင်လာသည်နနေကင်းလုံးနေကြဝတရားအတိုင်းအခန်းရှင်းရန်ဝင်လာသည် အပုမှာဘာဖြစ်ကြမဲမသိရတော့လဲစိတ်မချမ်းမသာဖြစ်နေကြသည်ကိုမူသိလေသည်အိမ်တွင်ရေစိတ်မချမ်းမြေဝရာဖြစ်နေကြပုံနဲ့အိမ်ကြီးတအိမ်လုံးလုံး၆ကတ်တိတ်ဆိတ်နေပုံမှာ၆ချားဝရာကောင်းလာသည် အပုမှာစိတ်မချမ်းမသာဖြစ်လျက်မျက်နာမသာမရာဖြင့် ိုမြင့်တူဤကရင်မှာချနောင်ကိုပင်တင်လိုက်သည်ဒေါ်ကျော်မေသည်အပူဝင်လာရင်ကလထိုင်မှလေကန်စွာထားလိုက်သည် ပင်မနွမ်းနယ်လျက်ရှိသော အမှုရာများဖြင့်အခန်းထဲမှတလန်းချင်းတရွေ့ရွေ့လှမ်းထွက်သွားသည်အပုသည်ထိန်လန့်ကျင်လာသောမျက်လုံးများဖြင့်လန့်ချီလိုက်သည်ကိုမြင့်ထူးသည်ခေါင်းထောင်လာကသူ့လက်များကိုချလျက်အခန်းထဲမှ တနေ့နှင့်လှမ်းထွက်သွားနေသောဒေါ်ကျော့မေကိုလန့်ချီနေပြီး ရင်ထဲတွင်တလိုက်လိုက်ဖြစ်လာက သူ့ကရင်နာသို့လှမ်းသွားသည်။ကရင်ပေါ်၌ပြစ်လင်းချလိုက်၏။အပူမှာတပြည့်စည်းလဲနေရင် ကိုမြင့်သူ၏ပြင်းစွာသောအသက်ရှူသံကိုတစ်ချိန်လုံးကြားနေရသည်။နနေစေနာ၏၌ကိုမြင့်သူ၏အခန်းထဲသို့ဦးအေးချိုဝင်လာလျင်ကရင်ပေး၌ရက်ခါအတန်ပြူလိုက်သည်။သာထတော့လေထမင်းစားကြရအောင်။ ။အဝေးချိုဤအတန်ကြာရ၍သူအဖေမဟုတ်တော့အဝေးချိုဤမျက်နှာကိုကြည့်ရန်လိပ်ပြာမတန်လျက်ရှက်အားငယ်သွားသည်။သူကိုမိဘမဟုတ်ဟုဖွင့်ပြောကြပြီးမှ အခြေအနေကိုမပြောင်းမဲရှေးကအတိုင်းယူရမည်ယူရလျင်ရှိကြခြင်းကိုတတိမူကလီစာသောစိတ်ကြောင့်အေယာမထားလိုက်သည်။တားမိမိကတော့ညတညလုံးမှပဲမအိပ်ဘူး။လဲမှဆိုရတယ်။တားမစားမတောင်းမလုပ်ပါနဲ့။မိမိလဲသွားလိမ့်မယ်။ ကိုမြင့်တို့သည်တည်ကျင်စိတ်ကိုမအောင်ဤနိုင်၍ဖွင့်မေးပြန်သည် ကျွန်တော်မိဘကဘာလုပ်လဲဖေဖေမိမိကိုမေးလို့လည်းမရဘူးကျွန်တော်တိပြရစီတိချင်တယ်အဝေးချိုသည်မျက်နှာကြီးပြက်သွားသည်ရက်နေရာကကလထိုင်းနာသို့သွားကားထိုင်ချလိုက်သည်ကိုမြင့်တို့သည်မတ္တမကရင်ပေါ်၌အသာပြန်ထိုင်ကဥဝေချို့ကိုမကြည့်ဘဲခေါင်းငုံ၍နားဆွင့်နေသည် ဖေဖေမနေ့ကတားကိုပြောမိတာဖေဖေလည်းစိတ်မချမ်းသာပါဘူးတားမိပါရီဘယ်သူဘယ်ဝါမှမသိဘူးဆိုတာတော့အမှန်ပဲဖေဖေတို့တိကိုမသိဘူးဖေဖေတို့တားကိုအသက်ထည့်ဆုံးမပြောဘူးလို့ဆုံးဖြတ်ထားခဲ့ကြတာတားရက်ဆက်လွန်းလို့ဖေဖေပြောထွက်လိုက်တာပဲတားမိမိတော့ရင်နာသွားပြီလေတားအပေါ်မှာတားမိမိအသက်ပေးချစ်ခဲ့တဲ့အတိုင်းတားလည်းတားမိမိကိုငဲ့ညာတဲ့သဘောရောက်ရင်အရင်တော့ ဖေဖေတို့တောင်းမွေးရကြိုးနဲ့မှာပဲဒါမှမဟုတ်လို့မတက်ညာနိုင်ဘူးဆိုရင်လဲတားတဘောပါပဲအွေကြိုသည်စိတ်မကောင်းတဲ့ဖြင့်ပြောရင်ကတပြေပြေမျက်နှာပြက်ကျသွားတော့ကိုမြင့်သူ၏အမူအရာများကိုဒစိမ့်စိမ့်စိမ့်ပြေနေပြေထိုင် အကဲခက်လေးရဲ့ဆက်လက်၍ဖိပြောပြန်သည်တားမိပါဘယ်သူဘဲဝအသည့်နဲ့တားကိုဖေဖေတို့မွေးခဲ့တဲ့ပုံစံမဟုတ်တော့ဖေဖေတို့မပြောပြတတ်ဘူး ကိုမြင့်ထူးမှာစိတ်နောက်ကျူယုံများမကပုံမကောင်းရှုပ်ထွေးသွားပြန်သည်မွေးစားသားအတီကြောင့်စိတ်မှာတုံလုံးချောက်ချနေပါလျက်မိဘတွေဘယ်သူမှမသိဘူးအဖြစ်က အတိတ်ပဲကင်းမဲလာသဖြင့်ဤအဖြစ်မှာကြောင်မဲ့ဖွယ်ရလိုလိုရွှေရှာဖွယ်ရလိုလို သူ့ကိုယ်သူပင်မသတိစရာတတဝါတကောင်ကဲ့သို့ထက်လောင်း၍ခံစားမိရလေသည်ကျွန်တော်ဖေဖေတို့စီကိုဘယ်လိုရောက်လာပါသလဲ အီမေးကွန်းကိုအူအေးချိုဤမျက်နှာမကြည့်ပဲအူအေးချိုဘက်သို့ကောင်းငဲ့ပြီးမေးပြန်သည်တားရောက်လာတာတော့၃လသလောက်ပဲရှိုံမင်းတားမေမေနိုးဘူးတိုက်မွေးတာပဲအတိတ်ကပြီးခဲ့ပြီတားအတိတ်ကိုမလန်ပါနဲ့တော့မမေးပါနဲ့တော့မတိကျင်ပါနဲ့တော့တားကိုတားမေမေကဝမ်းနဲ့လွှဲမမွေးခဲ့ရပါပဲတားဟာအူအေးချိုဒေါ်ကြော့မေတို့ရဲ့တူရဲတော်တားပါပဲကွယ်တားစိတ်က ငါမိဘအရင်တွေပဲလို့တသက်လုံးအလေးမြတ်အတိအမှတ်ပြုစေခြင်း ਨੇ ဒီလိုတာအတိအမှတ်မပြုပဲတာသဘောနဲ့တာထင်ရဆိုင်မယ်ဆိုရင်တော့ဖေဖေကိုထားပါတော့တာမေမေရဲ့ရင်ဘတ်ကိုခြေနဲ့စောင့်ကန်သွားတာနဲ့တူမှမို့ဖေဖေတို့စကားကိုကောင်းအေးအေးနဲ့စဉ်းစားကြည့်ပါအောင်ကိုမြင့်တို့ဒီကြောက်ရွံ့ကဲတို့ငြိမ်သက်လျက်နေသည် အတိတ်ကိုမသိခြင်းမှနဲ့တော့လို့ပြောတော့လဲကိုမြင့်တူဤသိခြင်းစိမ့်မှမသိရရင်မဖြစ်နိုင်အောင်ပင်ဖြစ်နေသည်အဆောက်ရှောင်မရသော သူဘဝမှာလှည့်လန်းကြောင်းကကောက်ရသည် ဆိုကြသောစကားပုံမြင်နှင့်တူနေမှန်စဉ်းစားမိသည်လှည့်လန်းကြောင်းကကောက်ရသလားဟုထင်ရလောက်အောင်အဆောက်ပြောင်းနေပုံမှာမခံမရနိုင်အောင်ပင်ဆိုရွားနေသည် သူမှတ်မိတဲ့၍အရွယ်ကောင်စား၍ဘဝတလျှောက်အစဉ်ပြေလာခဲ့ပြီးမှရကူတော့ အချင်းရေးတွင်တော့အစင်မပြေုံမဟုတ်သည် သူဘဝကိုရေးကိုတာပင်သူကိုယ်သူဘယ်သူတာသမီမဲမသိရသော အစင်မပြေမှုများထပ်ဆင်လာခြင်းကြောင့်အဖက်ဖက်မှဆုံရှုံသော သူဘဝကို စိတ်ကုန်ခံသလောက်ဖြစ်နေသည်တာရင်မဟုတ်ဘူးတရားချက်ဖြင့်ဖြစ်ခြင်းရာ ဖြစ်ထင်ရာဆိုင်ရာလီသူ့လောက်ရင်ပြတော်သူသည်ဤကဘာမြေဝဲတွင်ရှိမည်မဟုတ်ဟုတွင်မိပြန်သည်သူအကြက်ထဲမှပို၍ကြက်တဲတဲ့ကြက်တဲလာသည် မော့ကိုလက်လွတ်ရန်စိတ်ဖြင့်ပင်မကူရနိုင်အစိုးကိုယူရန်ကလည်းတာရင် မဟုတ်သောတာတယောက်အနေဖြင့်ကျေးဇူးတွေကိုတောက်ထားတုံ့ပြန်ရန်စိတ်ကိုရနိုင်ပင်ထဲ၍မရသူဘမအမိတို့များမတတ်နိုင်အောင်ပြီးချက်နှံချက်ဖြစ်လာသည်အဝေးချိုသည်ကိုမြင့်တူးထံမှ မနေကားလိုအတိုက်ခံညင်ဆန်သောစကလုံးများထက်မှန်၍မကြားရခြင်းကြောင့်အာတလာကတပြင်းကိုမြင်၍ချလိုက်သည်ဒါ ကြိုက်သလောက်အချိန်ယူပြီးစဉ်းစားပါဒီတော့တွင်သားမေမေစိတ်ချမ်းသာရှေးရလို့ပဲအချိန်မပြတ်အမူရမပြတ်အစားအသောက်မပြတ်နေဖို့ဖေဖေတောင်းမှန်နေသားလေးလူရင်ကြီးတယောက်ပဲကဲရေချိုးပြီးစင်ခဲ့သားမေမေထမင်းစားခဲမှာစောင့်နေလိမ့်မယ်ဦးအေးချိုသည်ပျော်ပျော်ဆိုးဆိုးထားသွားသည်ပေါ့တော်ရင်ဖြင့်နေကားမှပြေးစင်သွားသည်ကိုမြင့်သူနိုင်သူမတူအောင်ယင်ကြီးတိမ်မွေသောပင်ကို စိတ်ထားရှိမှန်းအကျော်တည်သောကြောင့် သူ့အလိုကြောင့်အတိုင်းဖြစ်ရမည်ဟုသူတွေ့ကိန်းနေသူကျင်းသည်တွေ့လိုက်ပြီးဖြစ်သည်ဦးအေးချိုသည် အပွေးမြင်ရင်းအပင်တည်သောတစ်တော်မင်းကြီးဖြစ်သည်တောင်းောမျက်စိမျက်နှာမကောင်းမင်းဒေါ်ကျော်မီကလေကားရင်မှဆင်းမြေသည်ဦးအေးချိုက ပြောင်းလိုက်သည်လောင်းမကြော့လောင်းဦးအေးချိုသည်ဒေါ်ကျော်မီလက်ကိုဆွဲလျက်ဓမင်းစာကန်ထဲသို့ခေါ်လာကမျက်နှာချင်းဆိုင်တိုးတိုးကပ်ပြောပြသည် ဒီနေ့မင်းသားရဲ့အကဲကိုကြည့်ရတာမင်းအလိုချဖြစ်ပါလိမ့်မယ်။မင်းဘာမှထပ်မပြောနဲ့။အဆိုးအကြောင်းလုံးဝမပြောနဲ့။မင်းသားစိတ်ကို မင်းတီတာကတမျိုး၊ကြုတ်တီတာကတမျိုး။ဒီနေ့မှမင်းအလိုချဖြစ်အောင်ကြုတ်ကြည့်ပြီးတော့စကမ်းသွားမယ်။စိတ်အေးအေးထားဖြစ်နိုင်တယ်။မျက်စိမျက်နှာမကောင်းသောဒေါ်ကျော်မင်းမျက်နှာမှာလန်သွားလေသည်။ဖျားဖျားဖြစ်ပါစေရှင်။ ဆိုကာသူရင်ကိုလက်နှင်ပြင်းလျက်ကလက်ထိုင်း၌အသာဝင်ထိုင်ချသည်။ဒါမိဘတွေဟာဘယ်သူဘယ်ဝါတွေလဲလို့မေးသေးသလားယင်။သူနှင်းမျက်နှာချင်းဆိုင်ကလက်ထိုင်း၌ဝင်ထိုင်သောဦးဝေးချိုကိုလေးတန်းပြန်လှမ်းမိသည်။မေးတာပေါ့ဘယ်နေလိမ့်မလဲ။မတိမချင်းမေးနေမှာပဲ။ဒီကိစ္စအောင်မြင်မောအချက်ပဲ။မမေးဘဲနေလိမ့်မယ်မထင်နဲ့။မတိရမချင်းမေးနေမှာပဲ။ဦးဝေးချိုသည် အာမလို့အာများဖြင့်သူ့ကိုကြီးကိုရှေးသို့ဆန်ကိုင်းကလေတန်ပြင်းပြင်းပြန်ပြောသည်ဒီမှာမှကြော့ဒီကိစ္စအောင်မြင်ခြင်းမပြောလို့တော့မဖြစ်ဘူးဒါကတော့မရှောင်သာဘူးကျုပ်တို့စကားသူ့နားထောင်မှာမင်းဆိုရင်ကျုပ်တို့ဘက်ကပြောရမယ်ဒေါ်ကျော်မေသည် တမျက်နှာလုံးသွေးမရှိတော့တကယ်သို့ဖြူရော်သွားကစိတ်ထဲ၌မနစ်သက်၍ခေါင်းကိုပြင်းခြင်းစွာခါပြနေသည် ကျုပ်တို့ကအကြက်ကင်တာတော့မဟုတ်ဘူးလေအကြက်ကင်တဲ့သဘောမျိုးမရောက်တော့ပြောရမယ်ခမရအကြံစီအောင်မြင်ခြင်းဒီကိစ္စသူ့နားထောင်ရင်ဖွင့်ပြောရလိမ့်မယ်အခုလဲတောင်းမုံမှန်သိသွားပြီဘာထူးသေးတော့လဲမကျော်ဒေါ်ကျော်မေသည်ပဝင်မကြွ၍စိတ်ရှုပ်စွာဖြင့်တပင်းကြီးကိုပင်ဆိုင်လိုက်သည်ခမရတောင်းခမရတငယ်နဲ့စားတင်မနေနဲ့အမေအောင်ပြီးပြီမကျော်သူ့ကောင်းမှာအုံနောက်ရှိတယ် လေကောင်းမခြေတန်းကြားလိုက်သဖြင့်ဦးအေးချိုနှင့်တော်ကျော်မေတို့ကပြကရာကိုရှိန်တကြကမျက်နှာအမူအရာ ပြင်လိုက်ပြီးအခန်းဝါသို့ပြိုင်တူလှမ်းကြည့်လိုက်ကြသည်လာတာထမင်းစားစို့တော်ကျော်မေကလမ်းပြောင်းလိုက်သည်ကိုမြင့်တို့သည်သူတိုင်းနေကြကလတ်တိုင်းတွင်ဝင်ထိုင်သည်စိတ်မချမ်းသာခြင်းဝမ်းနေခြင်းတို့ကြောင့်သူမျက်နှာမှာခါတိုင်းကဲ့သို့ကြည်လင်လန်းဆန်းခြင်းမရှိဘဲတိတိတသာသာကြီးညှိုးနေသည် ဒေါ်ကျော်မီကိုတညသောကယူနာကြောင့်ထမင်းစပွဲသို့ဆင်းလာခဲ့ရသည် အမှန်စင်စစ် ထမင်းလည်းမစားခြင်းမိဘမဟုတ်သောမိဘတွေနဲ့ခေါင်းချင်းဆိုင်လျက်သားမဟုတ်သောဟန်ဆောင်သားအနေနဲ့အတူထမင်းထိုင်စားရခြင်းဖြင့်ရင်းထဲတွင်မရှင်မဲမျိုးချလျက်မရနိုင်အောင်ဖြစ်နေသည်။တာရော့အသေးဒေါ်ကျော်မေသည်ကြက်သားဟင်းကွက်ထဲမှကြက်အသေးတုံးကြီးကိုခတ်ယူကာကိုမြင့်သူပကံနေသို့ပုံပေးလိုက်သည်။ ကိုမြင့်တို့သည် သူ့ပကံနှင့်ရောက်လာသောကြက်အသေးမွားကို ခွဲဖဲကာဦးဝေးချိုပကံနှင့်သို့ပုံပြီးလိုက်သည်ဦးဝေးချိုသည်ကြိတ်၍ပီတီဖြစ်သွားသည်ကျသားဟင်းချက်တိုင်းကျသားမစားရသောဒေါ်ကျော်မီကတားကိုအသေးဘက်ဆဲပီးလိုက်နေသူ့ထမင်းပကံနှင့်သို့တဝက်ခွဲရောက်လာစမြဲဖြစ်သည်ကိုမြင့်သူစိတ်မပြောင်းခြင်းကိုတတိပြုလိုက်ခါအခြေနံပီတီဖြစ်သွားခြင်းဖြစ်သည်ကိုမြင့်သူသည် ငုံလေးရဲ့ထမင်းကိုဟင်းရည်စမ်းပြီးတွင်တွင်သာနေနေက ဟုတ်တီပတ်တီမစားကြည့်တော်ကြုံမီသည်ထမင်းစားမပြောင်းနိုင်တော့ပဲသားစားလီစားမကောင်းဘူးလားဒီမှာသားကြိုက်တဲ့ငချောက်ဆိုကငချောက်တွေယူပုံပြပြန်သည် ကိုမြင့်သူမှာကျိတ်မိတ်ကဟမ်းမပြဲဝါမျိုးနေရလေးရဲ့သူစိတ်ထဲမှာထမင်းပွဲနိုင်မရှိပဲတခြားသူရောက်နေလေသည်သူ၏မိဘအရင်ချာများကိုဘယ်သူဘယ်ဝါပြစ်ပါလိမ့်ဟု ်ပေဝေမြောက်တောင်ရှာပုံတော်ဖွင့်၍နေခြင်းကြောင့်စာရင်တတိမယပဲတွင်တွင်သာနေနေမိသည်ဒေါ်ကျော်မီသည်ပဇောင်းထဲကထမင်းလောက်ကိုဝါရင်ဝါရင်မအောင်နိုင်တော့ပဲမျက်ရည်တွေတပေါက်ပြီးတပေါက်ကျလာသည်မကြော့ရဲ့ဘာဖြစ်လို့မဝသလဲကွယ်မင့်သားမင်းနဲ့အတူတူထမင်းလာစားနေပြီမဟုတ်လားကိုမြင့်တို့သည်အိုးအေးချိုကြီးအတန်းကြောင့်မအဝေးသို့ရောက်နေသောသူစိတ်ကိုပြန်ချုပ်ထင်းပြီးနောက် ဒေါ်ကျော်မေကိုလှမ်းကြည့်လိုက်သည်ဒေါ်ကျော်မေသည်မိသူကိုမျှမကြည့်ဘဲငုံကာနှုတ်ခမ်းပေါ်သို့စီချနေသောမျက်ရည်ပေါင်းများနှင့်ထမင်းလုံးကို အတူတူရောမျိုးဝါနေလေသည်မျက်ရည်ဆက်လက်ဖြင့်ထမင်းကို မကြည့်သည့်ဝါမျိုးနေပုံမှာမြင်ရသူအဖို့ စိတ်မချမ်းသာစရာအလွန်ကောင်းသောကြောင့်ကိုမြင့်သူ၏ရင်ထဲတွင်နှင်၍သွားပြန်သည်မိမိစားပါစိတ်မကောင်းဖြစ်ပါနဲ့မိမိ ကိုမြင့်တူးသည်ရင်နာနာဖြင့်ဒေါ်ကျော်မေကိုလှမ်းပြောသည်ဒေါ်ကျော်မေမှာမီးလောင်ရာလေးပင်ပေးလိုက်တကယ်တို့ပင်သား၏အတန်းကြောင့်မှပိုရွေဆိုးသွားသည်သားမဟုတ်မှန်းသီးသွားပြီဟူသူရင်ထဲ၌တောက်လောင်နေသောတော့ကပူလုံးကြီးသည်ဟုံကနေကြွာထလာလျင်တမြိုင်မြိုင်လောင်ကျွမ်းလာလေသည်တော့ကမီလောင်လာသည်နှင့်တချက်တည်းဖြေမစဲနိုင်တော့ပဲထမင်းနေနေသော သူလက်မောင်းပေါ်၌သူ့ကောင်းကိုမှောက်ချလိုက်လျက် ရှိုက်ကြီးတငင်ငိုကြွေးလေတော့သည်ကိုဝေးချိုသည်ဟင်ခတ်မီလက်ကိုပြန်ယူလိုက်ပြီးနောက်လက်ကိုဇပွဲပေါ်၌တင်လျက်စိတ်ပြက်ပြက်ဖြင့်ဒေါ်ကျော်မေကိုငိုင်းပြီးကြည်နေသည်ကိုမြင့်သူသည်ဘလို့မှမနေတော့ဘဲထမင်းဇပွဲမှထားလိုက်သည်လက်သွားစီပြီးလျင်ဒေါ်ကျော်မေကိုပွေထူပြီးသူ့ရှက်အိမ်ကြီးထဲမှလက်ကင်ပေါ်ဝါကိုဆွဲထူလျင်မျက်ရည်များကိုတုပ်ပင်းရင်းအတန်တုံတုံဖြင့်ကျဉ်နာစွာပြောဆိုသည်မမေတိတ်ပါ ခေါင်းကိုက်လိမ့်မယ်တိတ်ပါနော်။အဝေးချိုမှာအပေါ်ရံမျက်နှာကြီးကပြက်နေတော့ညာအတွင်နိုင်မှုသဘောအကြကြီးကြာနေလေသည်။ဟုတ်ကဲ့ပါရှင်။ဆ ्याम မကြီးကြာနေကြောင့်မမလေးရေးသားထားတယ်။ရင်းနှင်းအောင်မွေးဆိုတဲ့ဝိတုစာအုပ်လေးအာအပိုင်း29အနေဖြင့်ဇလက်လိုမျှဝေဖက်ပြနေခြင်းအားခေတ္တရန်နာပြစီရှင် နာဆင်ပေးခဲ့ကြသူနှွေဦးမိသားစုတူဦးတယောက်ချင်းစီတိုင်းကို ယေရှုအထူးအထူးပဲတင်ရှိပါရနော်။မျိုးမိသားစုများအားလုံးလည်းဘေးရန်တွင်အပေါင်းမှကင်းဝေးလုံးလုံးကြကြလင်ကိုစိတ်နှပြစမ်းမလို့ရွှင်လန်းကြပါစေရှင်။